ါဒီနေ့ဗီဒီယိုလေးမှာတော့အမျိုးသမီးတွေစွဲတော့အောင်ဒီလိုလုပ်ပါဆိုတဲ့ကောင်းစဉ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမျိုးသမီးတွေဟာတရားတစ်ခါမှာအတွေ့အကြုံအရလင်းဆက်ဆန်းခြင်းစိတ်တွေကြအစင်းတော်တတ်ပါတယ်အလားတူပဲယောက်ျားတွေလည်းတစ်ခါတရံမှာလင်းဆက်ဆန်းခြင်းစိတ်ပြုတ်ဆုံးနေတာမျိုးရှိတတ်ပါတယ်အဲ့လိုအချိန်မျိုးမှာအရေးကြီးတာကတော့ယောက်ျားရောမိန်းမပါနှစ်ယောက်စလုံးကတယောက်နဲ့တယောက်လိန်ဆစ်ဆန်းခြင်းစိတ်တကြွလာအောင်လှုပ်ဆောင်ဖို့ပေးဖို့လိုအပ်ပါတယ်။ တင်းဆက်ဆန်တဲ့အခါအကြီးမြမြန်ထွက်အောင်တွန်းအားမပေးပါနဲ့တင်းဆက်ဆန်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့နှိုးနှဖစ်စလုံးကာမအရာအတာကိုပြပြဝဝခန်းစားရဖို့ဖြစ်ပါတယ်အကြီးမြမြန်ထွက်ပြီးတော့မြမြန်ပြီးသွားဖို့ကအဓိကမဟုတ်ပါဘူးနော်လင်းဆက်ဆန်နေတဲ့ကာလအတွင်းမှာနှယောက်စလုံးကလင်းစိတ်ကျဉ်းတ်မှုရဖို့အတွက်နှိုးစလုံးမှာတာဝန်ရှိပါတယ်တခါတရံမှာလင်းစိတ်ကြဆင်းသွားရတဲ့အကြောင်းရင်းတွေရှိပါတယ်။တအိုးနဲ့တအိုးအဆင်မပြေမှုတွေ ပြီးတော့စိတ်ဖြစ်စေမှုတွေစေဝါတွေတောက်တုံးထားတာတွေကြောင့်အသက်အရွယ်ကြောင့်ပြီးတော့ဟော်မုန်းမငြိမ်ညာမှုကြောင့်စိတ်ပိုက်ဆရာကျန်းမာရေးအခြေအနေတွေကြောင့်ခလင်းဆစ်ဆန်ခြင်းစိတ်တွေကျဆင်းတတ်ပါတယ်အဲ့ဒီလိုအခြေအနေမျိုးမှာတူအိုးနဲ့တူအိုးနားလည်မှုဖိမပေးမှုတွေနဲ့လင်းဆစ်ဆန်ခြင်းစိတ်ကိုပြန်နိုးထလာအောင်လုပ်ပေးနိုင်တဲ့နေလန်းတွေရှိပါတယ်။အဲ့ဒီလိုနေလန်းတွေကြောင့်နှုတ်နှစ်ဖက်စလုံးလင်းဆစ်ဆန်ပြန်လည်နိုးထလာပြီးတော့လင်းအထွက်အထိပ်ကိုလင်းဆစ်ဆန်တိုင်းပြန်ရလာတာမျိုးဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတွေလည်းဆက်ဆံခြင်းစိတ်ပြင်းပြင်းပြပြဖြစ်လာအောင်လုပ်ပေးနိုင်တဲ့နေလန်းတွေရှိပါတယ်။အဲ့ဒါတွေကတော့နမဖြစ်ချန်နေနဲ့လိန်မဆက်ဆံခင်လိန်လို့ဆောင်မှုလုပ်ပေးပါ။လိန်ပိုင်းဆိုင်ရာတုတေသနာပြုချက်တစ်ခုမှာတော့ထိုးသွင်းမှုအကြောင်းလိန်စိတ်အထွတ်ထိပ်ရောက်တဲ့အမျိုးသမီးတွေအရေးအတွက်ကတော့တရားမှာ၈၈ရာခိုင်နှုန်းပဲရှိပါတယ်။အတော်နည်းတဲ့အရေးအတွက်ဖြစ်ပါတယ်။ကျန်တဲ့၈စနစ်ရာခိုင်နှုန်းကလိန်တန်ထိုးသွင်းမှုတစ်ခုတည်းနဲ့မပြည့်မြောက်တဲ့သဘောဖြစ်ပါတယ်နော်။ အဲ့ဒီနေရာမှာထူးထူးမှုမလုပ်ခင်မှာ for pay ကိုလုပ်ဖို့လိုပါတယ် for pay ဆိုတာက link than ထူးထူးမှုမပါတဲ့ link ပဲဆရာလုံးစော်မှုလို့ဆိုပါတယ်တင်းချစ်တဲ့သူတွေအတွက် link ဆက်ဆံမှုမလုပ်ခင်မှာစိတ်ပိုင်းရုပ်ပိုင်းလုံးစော်မှုလုပ်ပေးဖို့အထူးအလိုအပ်ပါတယ်အနည်းဆုံးတော့15မိနစ်ကနေ20မိနစ်လောက်တော့လုပ်ပေးသင့်ပါတယ် တို့မရဲ့မင်းမဟိုကအရေးတွေရွှဲလာတဲ့အထိလှုပ်ပြီးပြီးရေလိမ့်ဆက်ဆန်ရဲ့နှအိုးစလုံးထိုးချတဲ့အစိတ်ကြီးနဲ့မှုနဲ့ပျော်ရွှင်မှုဖြစ်စေပါတယ်။လိမ်လုံစော်မှုမှာနန်းတာ၊ပွိဖက်တာ၊ထိတွေ့တာ၊စကားပြောတာလို့ပြီးနိုင်ပါတယ်။နန်းတဲ့အခါမှာနှခမ်းကိုနန်းတာကဆပ်ပြီးတော့လဲပြီးရင်သားချက်ပြီးတော့စိဆက်တွေကိုနန်းပြီးတဖြည်းဖြည်းအောက်ကိုဆင်းသွားပါ။လိမ်လုံစော်မှုဟာစိတ်လှုပ်ရှားမှုကိုဖြစ်စေတယ်။ဥပမာ နားလိုက်တဲ့အတွက်အုံနောက်အတွင်းကအောက်ဆီတိုဆင်ဟော်မုန်းဆာဂိုတိုနင်ဟော်မုန်းနဲ့ဒူပါမင်ဟော်မုန်းတွေထွက်လာပါတယ်။အဲ့ဒီဟော်မုန်းတွေကကောင်းတဲ့စိတ်ခံစားချက်ကိုဖြစ်စေတယ်၊စိတ်ဖြစ်စေမှုကိုရော့ကျစေပါတယ်။တင်းနဲ့တင်းလင်းဆက်ဆံဖက်နှစ်ဦးစလုံးကိုပျော်ပျော်ရွှင်ရွှင်ကျေနပ်မှုဖြစ်စေပါတယ်။ပြီးတော့လင်းဆက်ဆံဖို့အတွက်ကတော့ခန္ဓာကိုယ်ကအဆင်သင့်ဖြစ်စေတယ်။လင်းအင်္ဂါရီစီကိုသွေးပိုရောက်စေတယ်။လင်းတန်နဲ့မိမအင်္ဂါစီအပိုင်းတွေ ခြေထွားတောင်းတင်းလာတဲ့မိမကိုရင်းမှာအရေရွှဲလာတဲ့လင်းစစ်ဆန်တဲ့အခါမှာနာကျင်မှုကိုမဖြစ်အောင်ကာဝယ်ပေးနိုင်ပါတယ်။ဘူပိပျော်ရွှင်ခြင်းနဲ့စေပါတယ်ပေါ့နော်။လင်းစစ်အထွတ်ထိပ်ကိုနှအိုးစလုံးကိုရစေနိုင်ပါတယ်။မိမတွေဆိုရင်အော်ဂီဇင်ကိုအချိန်ချင်းရစေပါတယ်။လင်းစစ်ဆန်ပြီးရင်လည်းနန်းဖို့မမေ့ပါနဲ့ဒါလည်းအလွန်အရေးကြီးပါတယ်နော်နံပါတ်1ချက်အနေနဲ့မတူ क्वे ပြတဲ့နေလန်းတွေနဲ့စူးစမ်းသင့်ပါတယ် လင်ပိုက်ဆရာပညာရှင်တွေရဲ့အဆိုအရပုံစံတမျိုးတည်းချင်းလင်ဆက်ဆံနေရင်ကြာလာတဲ့အခါမှာငင်းဝေးလာတတ်ပါတယ်။ပုံမှန်လုပ်နေချက်မဟုတ်တဲ့အခြားပုံစံပြောင်းပြီးတော့လင်ဆက်ဆံတာမျိုးကစိတ်အကျဉ်းနဲ့မို့ပျော်ရွှင်မှုကိုပိုဖြစ်စေပါတယ်။မတူကွဲပြားတဲ့လုံဆော်မှုကမတူကွဲပြားတဲ့ခံစားချက်အတိတ်ကိုဖြစ်စေတဲ့ပုံစံအတိတ်နေရာအတိတ်တွေကမိမတွေအတွက်လုံဆော်မှုအတိတ်ပြီးတော့ခံစားမှုအတိတ်ကို ဖြစ်စေတဲ့နှိုးစလုံးပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီးတော့အတင်းတော်ဆုံးအနေအထား ပုံစံကိုပြောင်းပြီးလိင်စစ်စံတာကပိုကောင်းပါတယ်စိတ်ပျော်ရွှင်ကြည်နဲ့မှုကိုရစေတယ်ပြီးတော့လိင်စစ်စံတဲ့အခါတိုင်းမှာယောက်ျားကအမြဲတမ်းအိုးဆောင်နေတာမျိုးမလုပ်ပါနဲ့မိန်းမတွေကိုအိုးဆောင်တဲ့နေရာမကြာခဏပြီးတင်ပါတယ်မိန်းမတွေကြိုက်တတ်တဲ့ပုံစံမျိုးနဲ့လိင်စစ်စံရင်သူမအတွက်လိင်စံတဲ့ပြုဝတ်မှုကိုအချိန်ချင်းရစေတတ်ပါတယ်နေရာအတွက်တွေမှာလိင်စစ်စံတာမျိုးလည်းလုပ်ပေးဖို့မမေ့ပါနဲ့နော်နံပါတ်3ချက်အနေနဲ့ချောကလက်ကိုစားပေးပါ ချောကလစ်ကိုစားတာဟာစိတ်ခံစားချက်နဲ့ဆွေးဆောင်မှုကိုပိုတိုးတက်စေတယ်လို့လင်ပိုင်းဆရာပညာရှင်ဖြစ်တဲ့ဂီယာကပြောပါတယ်။ဘာကြောင့်ဆိုတော့ချောကလစ်မှာဖိနိုင်အီတိုင်လာမင်းပါဝင်ပါတယ်။အဲ့ဒီဓာတ်ပေါင်းတွေကြောင့်ချောကလစ်ကိုစားလိုက်တဲ့အခါမှာအုန်းနောက်ထဲကနိုဗာမင်းဟော်မုန်းတွေထွက်လာပါတယ်။အဲ့ဒီဟော်မုန်းကြောင့်စိတ်ပျော်ရွှင်မှုနဲ့စိတ်အားတက်ကြွမှုတွေဖြစ်လာပါတယ်။အဲ့ဒါကြောင့်ချောကလစ်ကိုစားပြီးမှလင်ဆက်ဆံမယ်ဆိုလို့ရှိရင်လင်ခံစားချက်ပိုကောင်းစေပါတယ် ချောကလစ်ကယာဂကိုဆော့ပေးနိုင်ပါတယ်လို့လင်ပိုက်ဆရာသူတည်တနာပညာရှင်ကပြောပါတယ်။တခုရှိတာကတော့ YU YU ချောကလစ်ချက်ပေါ့နော်။အငြူရင်ချောကလစ်ကပိုကောင်းပါတယ်။ကိုကိုပါဝင်မှုအများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒီချောကလစ်ကြောင့်အုံနောက်အတွင်းသွေးလေပတ်မှုကိုပိုကောင်းစေတယ်လို့လေအင်္ဂါစစ်အပိုင်းစီကိုသွေးပူရောက်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။လင်ခံစားချက်ကိုပိုဖြစ်စေနိုင်ပါတယ်။နံပါတ်၄ချက်အနေနဲ့နှိုးနှက်ဖက်အပေးအယိုမြတ်တာအဖို့တော့လိုပါတယ်နော်။ သူတည်တနာပညာရှင်တို့ရဲ့လည်လာချက်အရမိမတို့ရဲ့အချစ်ဟာယဉ်နေကျောဝင်တဲ့စစ်ဆန်ရေးရှိလာရင်လိန်စစ်ဆန်တဲ့အခါသာယာမှုဖြစ်စေပါတယ်။တင်းရဲ့စိတ်ဆန္ဒကိုကွန်းကွန်းလင်းလင်းပြောပြောဖို့မတွန်းဆပါနဲ့။ဒုမရဲ့စိတ်ခံစားချက်ကိုလည်းအကြီးတရိုမေးဖို့မမေ့ပါနဲ့နော်။ဒုမရဲ့စိတ်ကိုယင်အိမ်မက်ကိုတည်ရင်တင်းအတွက် ရာဂနုဆော့ဖို့အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ဒါရီယောက်ျားတွေအတွက်တော့မိမအတွက်ပါ။နှိုးစလုံးအတွက်လင်းစစ်ဆန်တဲ့အခါစိတ်အားထက်တန်ဖိုးဖြစ်စေနိုင်ပါတယ်။ငယ်ရွယ်တဲ့မိမတွေကလင်းစစ်ဆန်တဲ့အခါဝတ်ဆောင်ပြီးလို့ရှားရတာကိုကိုယ်ချိန်နဲ့တက်တက်ကြတယ်။ဒီမှာကိုယ်ခွင့်ရေးပေးလိုက်ပါ။တို့မချိတဲ့ပုံစံနဲ့နေရာတွေကိုရွေးချယ်ပါ။နှုတ်ကအလိုက်တင်းလေးလိုက်သွားတာကဘူပိခိရောက်တာကိုတင်းအောင်အော့စ်ဖွယ်တွေ့ရပါလိမ့်မယ်။အကောင်းဆုံးတော့ပျော်ရွှင်ခြင်းနဲ့မှုဖြစ်ပါလိမ့်မယ်ပေါ့နော်။ နံပါတ်5ချက်အနေနဲ့လက်နဲ့ထိတွေ့အစမ်းတက်ကြည့်ပါမိမရဲ့ခန္ဓာကိုယ်နေရာအနက်အပြောက်ကိုထိတွေ့ကြည့်ပါတဏှာနဲ့တဏှာအယုံခံစားမှုမတူတဲ့အတွက်ကြောင့်တုံ့ပြန်မှုအမျိုးမျိုးကိုဂရုစိုက်လေ့လာကြည့်ပါ။တို့မရဲ့တုံ့ပြန်မှုကိုဂရုစိုက်ပြီးတော့မှတ်သားထားပါ။ဒီလိုနည်းနဲ့တို့မရဲ့ပျော်ရွှင်မှုပြီးတော့လင်စိတ်နှိုးထမှုတွေကိုကိုဖြစ်စေတဲ့နေရာတွေကို လုံဆောင်မှုပေးပါ။လက်ကိုအသုံးပြုပြီးနှိုးဆွတဲ့အခါမှာငြင်းငြင်းသာသာစပါ ဖြဖြစတင်ပါအရင်ဆုံးပေါ့နော်လက်ချောင်းတစ်ချောင်းနဲ့စပါနောက်အခြားလက်ချောင်းကိုထည့်ပြီးပေါင်းထည့်ပြီးတော့လက်ချောင်းတစ်ချောင်းနဲ့လှုပ်ရှားပါမိမကူကစိတ်ကိုလုံးစော်မှုလုပ်ပေးပါမိမတို့ရဲ့ G spot ကိုလုံးစော်မှုလုပ်ပေးပါအကြီးရွှဲလာပြီးတော့အစင်တင်ဖြစ်ချိန်မှာထိုးသွင်းမှုကိုလုပ်ရင်မိမတို့ဟာအထွတ်အထိပ်ကိုအချိန်တိုအတွင်းရောက်သွားပါလိမ့်မယ်လင်းစိတ်ဂျင်းတ်မှုကိုလည်းပိုဖြစ်စေပါတယ်ပြန်တွေးကြည့်လိုက်တိုင်းတတိယ ဖြစ်စေတဲ့လင်စိတ်ခံစားချက်နဲ့ပျော်ရွှင်ကြည်နပ်မှုကို ဖြစ်စေပါလိမ့်မယ်။နံပါတ်6ချက်အနေနဲ့မုတ်ကောင်ကို စားသုံးပေးပါ။မုတ်ကောင်မှာဇင်အမြုပ်အမြောက်အများပါဝင်ပါတယ်။အဲဒီတော့ပေါင်းကယောက်ျားမိန်းမနှုတ်စလုံးကိုလင်စိတ်ဆန်းခြင်းစိတ်ကိုတိုးပွားစေပါတယ်။နံပါတ်9ချက်အနေနဲ့အချစ်ကိုပေါ်ပြပါပါဘောနော်။ရင်လင်စိတ်ဆန်းနေတော့အချိန်မှာတဲ့အနေနဲ့ဒီမှာအကိုဘယ်လောက်အချစ်ချောင်းသင်ခံစားချက်ကိုပေါ်ပြနိုင်ပါတယ်။ သူမနဲ့လင်းဆက်ဆံရတာဘယ်လိုကောင်းကြောင်းပြောပြနိုင်ပါတယ်ဒီလိုလှုပ်တာကသူမရဲ့ယုံကြည်မှုကိုတိုးစေပါတယ်အရေးကြီးတဲ့အချက်ကယူသားမှုကိုရှိပါလိမ့်မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်